ဇလီလို့ခေါ်ပါရယ်အဘဆိုင်ကမင်းနိုင်ငံရဲ့တပည့်ဖြစ်ပါရယ်မိစရိုးဒွန်းနေစဉ်အကျိုးရှိစေမယ့်ရေလျာနီလန်းကောင်းလေးတွေရဲ့တပတ်စာဟော့စတန်လေးတွေရဲ့ကိုပုံမှန်တင်ပေးနေရဖြစ်တဲ့အတွက်ဆရာမရဲ့ဗီဒီယိုလေးတွေကိုမိစရိုးအတွက်အသုံးဝင်မယ်လို့ထင်နေဆိုရင်အပေါင်းလေးနဲ့အသေးလေးပြီးတော့ပြီးတော့ share ပေးပါအောင်ရှင်အဲ့တော့ ဒီနေ့မင်းမြန်ချင်တယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်က39 98 9300 400ဆိုရဲ Viber နံပါတ်ကနေဆက်သွယ်ပြီးတော့မင်းမြန်လို့ရပါတယ်။ online ကနေလည်းမင်းမြန်လို့ရသလိုဟောကန်းကိုလည်းလာရောက်မင်းမြန်လို့ရပါတယ်။ဟောကန်းရဲ့ဒီနေရာကရွှေတဘုံဘုရားအရှိတ်မုံချင်းသိနှစ်ပေါင်းအောင်လာလေးပါဖွင့်ထားတာပဲဖြစ်ပါရဲ့ရှင်။အဲ့တော့ဒီကနေ့မှာခုနှစ်ရက်သားသမီးတွေအတွက် အကျိုးရှိစေမယ့်အဘဆရာကြီးဒေါက်တာမင်းသိန်းကရဲ့ဂမ်ဘီယာရေဒီယာနည်းလေးတစ်ခုကိုပြောပြပါမယ်။အဲ့တော့ဒါဒီခုနှစ်ရသားသမီးတွေဘယ်သူမှစုပြုလုပ်လို့ရရတယ်။သူနေ့အလိုက်သူပြုလုပ်လို့ရရတယ်။နောက်တစ်ခုကကြတော့ဒါကဘာအတွက်လဲဆိုတော့မိတ်ဆွေတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာအလုပ်ကြီးကလုပ်ရတယ်၊ပေမယ့်ပန်းပန်းလုပ်ရတယ်၊လုပ်တဲ့မြအရာမချင်ဘူး၊လုပ်တဲ့မြအကျိုးမဖြစ်ချုံဘူး။ပြီးတော့ လုပ်ငန်းကိစ္စတွေမှာသူတစ်ပါးကမိမိထက်ကံနေပိုကောင်းတယ်မိမိသားချင်းကံနေနေကြံခဲ့တယ်ဆိုရင်အရာရာမှာအဆင်မပြေမှုလေးကြုံနိုင်ပါတယ်အဲ့တော့အဓိကအားဖြင့် လောကီသဘောတရားအရာပြောရမယ်ဆိုရင်မိษွေတို့ရဲ့ကံနေနေပါနေတဲ့အခါမှာအခြေအနေတွေအဆင်မပြေတော့ဘူး၊ငွေကြေးကိစ္စတွေအဆင်မပြေတော့ဘူးဖြစ်လာနိုင်တယ်။အလုပ်တွေအဆင်မပြေတော့ဘူး၊ကျန်းမာရေးညံ့တာမျိုးတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မို့မိษွေတို့ရဲ့မှာရှိနေတဲ့နေနေတဲ့ကံလေးတွေရှိတယ်ဆိုရင်အဲ့ဒီနေနေတဲ့ကံလေးတွေကိုမြင့်သွားအောင်၊ကံမြင့်သွားစေမယ်။ရေတရာနီလန်းလေးကို ပြောပြပေးပါမှာပဲဖြစ်ပါရဲ့ရှင်။အဲ့တော့တနင်္ဂနွေသာသမီကနေစတင်ပြီးတော့ပြောပြပါမ မယ်ဒီရေရယာနီးလေးဒီမိတ်ဆွေတို့အတွက်လွယ်ကူသလိုရိုးရှင်းသလိုမိမိကိုယ်တိုင်ပြုလုပ်လို့ရသလိုပေါ့နော်တကယ်လေအကျိုးထူးစေမယ်ကံမြင့်ကံစင်စေရဲ့ရေရယာနီးလန်းလေးပဲဖြစ်ပါတယ်ဒီနေ့ကနေသားသမီးတွေကနေပြီးတော့စတင်ပြီးပြောသွားပေးပါမယ်။အဲ့တော့ဒီနေ့ကနေသားသမီးတွေအနေနဲ့မိမိတို့ရဲ့ကန်စာတာတွေပုံမူပြီးတော့မြင့်တက်လာစီဖို့ကံကောင်းစီဖို့ဆိုလို့ရှိရင် ုံသီးပါတဲ့မုံအုံသီးပါတဲ့အစာအတော့အုံတော့ခောက်ဆွဲရတယ်အုံသီးပါတဲ့မုံရတယ်အုံသီးပါတဲ့အစာအတော့ကိုယဟန်တန်ဃာတွေကိုစွန်လောင်းလူပေးပါပြီးတော့လို့ရှိရင်နွားကိုအစာကျွေးပါဒါဆိုရင်ကျွန်င်းမိသားသမီးတွေအနေနဲ့ကံမြင့်လာပါလိမ့်မယ်ကံစင့်ကံမြင့်မိမိတို့ရဲ့ကံစာတာတွေပုံမှုပြီးတော့ကောင်းမွန်လာပါလိမ့်မယ် တင်းလာသားသမီးတွေတင်းလာသားသမီးတွေအနေနဲ့စက်သားရင်းကိုစွန်လောင်းပေးရပါမယ်စက်သားရင်းကိုရဟန်းတန်ဃာတွေကိုစွန်လောင်းပြီးတော့အုပ်အုံးငှက်ကိုအစာကျွေးပေးပါအင်္ဂါသားသမီးတွေကတော့စိတ်သားရင်းကိုစွန်လောင်းပေးရပါမယ်။ပြီးတော့ရင်ခိုးတို့ကြီးတို့ငှက်တို့ကိုအစာကျွေးပေးပါရှင်။ငါးစာလည်းကျွေးလို့ရပါတယ်။ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ကကံမြင့်ခြင်းနဲ့ဆိုရင်ဝတ်သားဟင်းဆွန်လောင်ရပါမယ်ဝတ်သားဟင်းဆွန်လောင်ပြီးတော့စိတ်ကိုအစာကျွေးပါရှင်ကြတာမင်းသားသမီးတွေအနေနဲ့ကကံမြင့်ခြင်းရင်ဘဲဥဟင်းကိုဆွန်လောင်ပေးရပါမယ်ဘဲဥဟင်းကိုဆွန်လောင်ပြီးသွားလို့ရှိရင်ဝတ်တို့ရုံတို့ကိုအစာကျွေးပါရှင်တောက်ကြတာသမီးရဲ့အနေနဲ့ကတော့ကံမြင့်ခြင်းရင်တီးစုံဟင်းဆွန်လောင်ပါ ပြီးတော့ရင်မြောက်တို့ပြိုင်းတို့ကိုအစာကျွေးပါမိမိတို့နေတဲ့နေရာဒေသကိုလိုက်ပြီးတော့တံတဝါလေးတွေကိုရှာဖွေပြီးကျွေးမွေးလို့ရပါတယ်စနေသားသမီးတွေအနေနဲ့ကံမြင့်ခြင်းနဲ့ကန်ဆာတာတွေပွင့်လန်းတိုးတက်ခြင်းနဲ့ဆိုရင်တော့နန်းကြီးတို့ကိုစွန်လောင်းလူပေးရပါမယ်ပြီးတော့လို့ရှိရင်တိုးကိုအစာကျွေးရပါမယ်ရှင်အဲ့တော့ဒီရေရလေးကိုမိတ်ဆွေတို့အနေနဲ့တလားကိုတစ်ချိန်ဖြစ်ပြီးဖြစ်စေနှစ်ချိန်ဖြစ်စေ ်ဖြူလန်းပေးပါအစာကျွေးပေးပါအဲတော့အကောင်းလေးလူမယ်တံဝါလေးတွေကိုလည်းအစာကျွေးမယ်ဆိုရင်မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံတွေလုံးဝပျောက်သွားမှဖြစ်ပြီးတော့ ကင်ဆာတာတွေမြင့်လာလိမ့်မယ်။ကင်ဆာတာတွေပွင့်လန်းတိုးတက်လာမှနာပါလိမ့်မယ်ရှင်။ဒါလေးကိုမိတ်ဆွေတို့အတွက်ဂမ်ဘီယာရေဒီယာနေနေမျှဝေပေးတာပါ။ဒီဗီဒီယိုလေးကိုအချိန်ပေးပြီးတော့နားထောင်ကြည့်ရှုပေးရယ်။ခုနှစ်သားသမီးအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်။မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒတွေပြေဝကြပါစေ။လူဆရာမထားတဲ့ဇနီးကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။